ဒီပေါ့နော်โอเคတည်ရင်ကြောက်ကောင်းကြမယ်နိုင်ကောင်းနိုင်သွားမယ်ရှုံးကောင်းရှုံးသွားမယ်လုံးဝကျွန်တော်တို့ရုပ်ပြတ်စင်ပြတ်အနိုင်အရှုံးတည်ရည်ဆိုတာမျိုးကျွန်တော်ဖြတ်သွားလိမ့်ရှိတယ်အားလုံးကပါတိုင်းနေတဲ့မယ် YouTube channel နေပြီးတော့အားလုံးကိုကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့ Manchester United ကဒီနေ့ညမှာဒီ Spa နဲ့ကျွန်တော်တို့ကစားရမယ်ပေါ့နော်။ဆိုတော့ Spa အင်္ဂလိပ်မှာကျွန်တော်တို့တွားကစားရမယ်။ဒီဝက်ပြီးရင်ကျွန်တော်တို့က international break ဝင်ပြီဆိုတော့ဒီပွဲကကျွန်တော်တို့တော်တော်လေးအရေးကြီးပါတယ်လက်ရှိကျွန်တော်တို့ international break မှာကျွန်တော်တို့အနိုင်လေးနဲ့နားရမယ်ဆိုလို့ရှိရင်တော့ဘလောက်ကောင်းမယ်နော်ဆိုတော့ဒီပွဲတော့ကျွန်တော်ပြည်သက်တွေရင်ခုန်နေကြပြီလို့ထင်တယ်ကျွန်တော်ကိုယ်တိုင်လည်းတော်တော်လေးစောင့်ကြည့်ခြင်းနေပြီနော်ခုနှစ်နာရီဆိုတော့တော်တော်စောတယ်ပါနော်အေးအေးဆေးဆေးကျွန်တော်ကြည့်ရမယ်ဆိုတော့အဲဒီပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီဗီဒီယိုမှာတော့ဒီ Win Amrin ကကျွန်တော် press conference လုပ်ထားတဲ့အကြောင်းအရာကိုအဓိကကျွန်တော်ဆွေးနွေးသွားမှာပါဆိုတော့ဗီဒီယိုကကျွန်တော်နည်းနည်းရှင်းကောင်းရှင်းနိုင်ပါတယ် Amrin ရဲ့ press conference အစအဆုံးကိုကျွန်တော်တို့အဲဒီဘောနော highlight လုပ်ပြီးပြောသွားမယ်ဆိုတော့ဆိုတော့ကျွန်တော်တို့ဒီအဲမှာဆိုလို့ရှိရင်ဒီအသင်းနဲ့ပတ်သက်ပြီးတော့သူတူတက်ဖို့လိုနေတဲ့အကြောင်းအရာတွေထောက်ပြထားတာရှိတယ်ပြီးတော့ကျွန်တော်တို့ဒီအသင်းမှာကျွန်တော်ပူကောင်းလာတယ်ပူတိုးတက်လာတယ်ဆိုတော့အရာတွေကိုသူပြောထားတာရှိတယ်စပါနဲ့ပွဲအတွက်သူဘယ်လိုမျိုးကျွန်တော်တို့ဒီအဲဒီဘောနော်ပြင်ဆင်ထားတဲ့ဆိုတော့အချက်မျိုးတွေလည်းကျွန်တော်ပါလာဖြစ်တယ်လို့အဲဒီခရစ်စတီယာနိုရော်နယ်ဒိုတို့ရဲ့ကျွန်တော်ဒီ PS Morgan နဲ့လာတော့အင်တာဗျူးလုပ်ထားတဲ့ဟာတွေကိုအဲဒီဘောနော်သူအနေနဲ့ကျွန်တော်ပြန်ပြီးတော့ဒီသူ ြောထားတဲ့အရာမျိုးတွေကျွန်တော်ရှိတယ်ဆိုတော့ဒီ press conference ပါပေါ့နော်ဆိုတော့ rolling စိတ်ဝင်စားမှုအကြောင်းကောင်းတဲ့ကျွန်တော်အကြောင်းအရာတွေပါတယ်ပေါ့နော်ဆိုတော့ဒါတွေကိုကျွန်တော်တို့ဆွေးနွေးတော့မှာဖြစ်ပါတယ်ဆိုတော့အားလုံးမင်္ဂလာပါဆိုတော့ကျွန်တော်တို့ဒီပေါ့နော်ဒီလက်ရှိကျွန်တော်တို့ဒီ UAE America ကျွန်တော်တို့ဒီ press conference မှာဆိုလို့ရှိရင်ပထမဦးဆုံးကျွန်တော်တို့မှာလဲဆိုလို့ရှိရင်ပေါ့နော်အဲမေးထားတဲ့မေးတဲ့အကြောင်းအရာကလက်ရှိကျွန်တော်တို့ Northern Forest ကိုတရေကျပြီးတဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင် Emery ရဲ့ခန်းစားချက်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်မေးတဲ့အခါမှာဆိုလို့ရှိရင်အဲဒီ အဲကျွန်တော်အနေနဲ့ကစားသမားတွေဟာဒီတပွဲတက်တပွဲပို့ပြီးတော့ကျွန်တော်တို့အဲဒီယုံကြည်မှုတွေပိုရှိလာတယ်လို့ခံစားရတယ်ပြီးတော့ကျွန်တော်ကစားသမားတွေအနေနဲ့ဒီပေါ့နော်ကျွန်တော်ဘယ်ပွဲကိုမဆိုအနိုင်ယူနိုင်စွမ်းရှိတယ်ဆိုတော့ အဲဒီခန်းစားချက်မျိုးကိုပို့ပြီးတော့ကျွန်တော်ပေးနိုင်လာတယ်ဒါကိုလည်းသူတို့ကျွန်တော်တို့ဒီပေါ့နော်ဟိုလက်ရှိနေထားမှာဆိုလို့ရှိရင်သူတို့လောက်ပြခဲ့ပြီးကျွန်တော်တို့ဖြစ်တယ်ပေါ့နော်ဒါကိုကျွန်တော်တက်တည်ပြခဲ့ပြီးကျွန်တော်ဖြစ်တယ်ဆိုတော့ခက်ပြေသူပြောထားတဲ့ခဲမှာဆိုလို့ရှိရင်တော့အဲနောက်ဆုံးကျွန်တော်တို့ပွဲဖြစ်တဲ့ဒီ Northern Forest နဲ့ပွဲဟာဆိုလို့ရှိရင်ကျွန်တော်တို့အတွက်ပေါ့နော်ကျွန်တော်တို့အတွက်တော်တော်လေးတော့ကျွန်တော်တို့ဒီထိခိုက်မှုကျွန်တော်ကြီးမားခဲ့တယ်ပေါ့နော်ဒါပေမဲ့လည်းပဲတချို့ခိုက်တန်းတွေမှာဆိုလို့ရှိရင်တော့အဲဒီပေါ့နော်တခါတလေကြားလို့ရှိရင်ကျွန်တော်တို့ကကျွန်တော်တို့ဖြစ်စေခြင်းတဲ့လိုမျိုး ဖြစ်မနေတဲ့အရာမျိုးတွေကြောင့်ရှိတယ်ဆိုပြီးပြောထားတယ်။ဆက်ပြီးသူပြောထားရင်နေထားမှာဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့အဲဒီပေါ့နော်ဟိုတိုးတက်ဖို့တွေအများကြီးလိုနေသေးတယ်ဆိုတာကိုတော့ကျွန်တော်မိထားလို့မရဘူး။ဆိုတော့ဒီပွဲအတွင်းမှာပေါ့နော်ပွဲအတွင်းမှာကျွန်တော်တို့ဖြစ်လာနိုင်တဲ့အကြောင်းအရာတွေနော်ဖြစ်လာနိုင်တဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အားလုံးနော်ပို့ပြီးတော့ကျွန်တော်ပြင်ဆင်ဖို့အတွက်ကျွန်တော်လိုအပ်တယ်။အဲဘလိုပဲဖြစ်ဖြစ်ဒီအားတော့ကျွန်တော်တို့ဒီပေါ့နော်ဟို ကောင်းတဲ့အချက်ပဲပေါ့နော်ကျွန်တော်တို့မှာဆိုလို့ရှိရင်ပိုကောင်းတဲ့အခိုက်အတန့်တွေကျွန်တော်ရှိလာနေပြီလက်ရှိအချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီပေါ့နော်ပိုပြီးတော့တိုးတက်ဖို့လိုအပ်တာမှန်တယ်ပိုပြီးတော့ကျွန်တော်တို့လှုပ်ရှားတွေကျွန်တော်တို့မှာအများကြီးပိုရှိလာတာမှန်တယ်နော်ဒီဒီလိုမျိုးကျွန်တော်တို့ဒီပွဲတွေကိုအခုလိုမျိုးကျွန်တော်တို့ဒီပေါ့နော်အဲဒီနိုင်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကပွဲဆက်တွေကျွန်တော်တို့နိုင်ဖို့ပိုပြီးတော့ကျွန်တော်တို့ကစားအဲဒီပေါ့နော်ပိုကောင်းတဲ့ပွဲစဉ်တွေကိုကျွန်တော်တို့ကစားနိုင်ဖို့ဆိုလို့ရှိရင်ပိုပြီးတော့ကျွန်တော်စူးစမ်းမှရမယ်ပိုပြီးတော့ကျွန်တော်အလုပ်ပိုလုပ်မှရမယ်ဆိုပြီးတော့ကျွန်တော်ပြောသွားတာဖြစ်ပါတယ်ဆိုတော့ အဲဒီ Emring ကတော့ကျွန်တော်ဒီဘောနော်လက်ရှိကျွန်တော်တေးဘွဲနဲ့ပတ်သက်ပြီးတော့တို့ခြိကြရတဲ့အခြေအနေမျိုးတော့ကျွန်တော်ရှိတယ်ဒါပေမဲ့အရန်စိတ်ပြက်စရာကောင်းတဲ့အခြေအနေလို့မြင်မထားဘူးဘောနော်ဟိုဒီကစားသမားတွေမှာဆိုလို့ရှိရင်နိုင်တာတစ်ခုထိ confidence နေရှိနေတယ်လို့သူယုံကြည်ထားတယ်ဆိုတော့တကယ်လည်းကျွန်တော်ပွဲလေးမှာဒီကြည့်ရင်ကြည့်နိုင်တယ်ဘောနော်ဒီ Forest အဲ့ဘွဲကစားသွားတာကျွန်တော်ရှေ့ဘွဲနဲ့ဘာမှမဆိုင်ဘူးလို့ကျွန်တော်ပြောလို့ရတယ်တော်တော်ကောင်းတယ်ဘောနော်တော်တော်ကောင်းတယ်ဒါပေမဲ့ကျွန်တော်ဒုတိယပိုင်းအစဒီဘောနော်ကျွန်တော်ဒီ9မိနစ်စာတာဘောနော်အဲ့မှာကျွန်တော် အဲဒီ connection လွတ်နေတဲ့အချက်ကလေးမှာသူတို့ကျွန်တော်နှစ်ကိုးရောင်အတွင်းသွားတယ်ဆိုတော့အဲ့ဒီနေသားမှာကျွန်တော်တို့နောက်ကနေပြီးတော့ကျွန်တော်ပြန်ပြီးတော့လာခဲ့တယ်။နိုင်ဖို့အတွက်ကျွန်တော် chance လေးရှိရတယ်နော်။တကယ် forest ဘက်က defense တွေအရင်ကောင်းသွားတယ်ပေါ့နော်။ဘယ်လိုချင်မျိုးဆိုတော့ကျွန်တော်တို့ကံမကောင်းခဲ့ဘူး။တည်ရင်နဲ့ပဲကျွန်တော်ဂျင်းနေခဲ့ရတယ်ဆိုတော့အချက်မျိုးကျွန်တော်ဖြစ်သွားတယ်။ဆိုတော့ဒီတော့ကြောင့်မလို့ကျွန်တော်တို့ဒီ amrin ပြောတဲ့အပေါ်မှာဆိုလို့ရှိရင်လည်းတော်တော်ကိုကျွန်တော်တို့လက်ခံချက်စရာကောင်းတယ်။ကစားသမားတွေအနေနဲ့ကျွန်တော်ကကျွန်တော်တို့ဒီအနိုင်မခံအရှုံးမပေးစိတ်ဓာတ်မျိုးကိုကျွန်တော်ကွင်းထဲမှာပြန်။အရင်တော့အဲ့လိုမဟုတ်ဘူးညာသိလား။ကျွန်တော်ဥမထားပါတော့ ဒီဘုတ်ကနေဘက်ကနေကျွန်တော်ဂိုးတွေခွင့်ပြုလိုက်ရတယ်။အဲ့ချိန်နေရကျွန်တော်မှအမြခဏတိုင်းကျွန်တော်မြင်ဘူးပြီးသားပဲ။ဒါကျွန်တော်ကိုသမားနဲ့ပြည်သူများကျွန်တော်ဘသူ့မှအပြစ်မတင်နေဟုတ်ပါတော့။ဒီချိန်နေရကျွန်တော်မြင်ဘူးပြီးသားပဲ။အရင်တော့ဒီလိုအချိန်တွေမျိုးကိုကျွန်တော်တို့ကစားသမားတွေဘလို့မျိုး react လုပ်လဲ။ brother တို့ကျွန်တော်တို့အဲဒီမျက်မြင်ကိုလေးပဲပေါ့နော်။ဥပမာထားပါကျွန်တော်တို့တကူးနဲ့ဥဆောင်ထားတယ်ပြန်ပါမယ်။ဒုတိယမှာကျွန်တော်အစပဲရှိသေးတယ်။နှောက်ကိုပြေးလိုက်1 2လိုချင်နေဖြစ်သွားပြီဆိုရင်ကိုယ်ကစားသမားတွေဘလို့ပုံစံတွေခက်ဆက်ကစားကြတယ်။ နော်ဤစနစ်ဒီမှာကျွန်တော်တို့စိတ်ဝင်စားတော့နော်သူကစားခြင်းတို့ကိုကစားတယ်ဖြစ်ချင်တိုင်းနေဖြစ်တယ်ပုံစံနေကျွန်တော်တို့ဟိုဆုပ်ဆုပ်ပြက်ပြက်ကိုကျွန်တော်တို့ပို့ပို့ပြီးတော့ဆုပ်ဆုပ်ပြက်ပြက်ဖြစ်လာပြီးတော့တိုင်ပတ်တယ်ဒုက္ခရောက်တယ်အဆုံးမှာကျွန်တော်တို့ဒီဘောနော် okay တည်ရကြကောင်းကြမယ်နိုင်ကောင်းနိုင်သွားမယ်ရှုံးကောင်းရှုံးသွားမယ်လုံးဝကျွန်တော်တို့ရုပ်ပြက်စင်ပြက် အနိုင်အရှုံးသိရဆိုတာမျိုးကျွန်တော်ဖြတ်သွားလေရှိတယ်။ဆိုတော့ဒီချက်ကို MRN ထောက်ပြတာပေါ့နော်။ဆိုတော့ဒီချက်မှာဆိုလို့ရှိရင်လက်ရှိကျွန်တော်တို့ဒီ Queen ထဲမှာဆိုလို့ရှိရင်ကစားသမားတွေကပို့ပြီးရောင်းချမှုရှိလာတယ်။ငါဒီအသင်းဘာလို့မနိုင်ရမှာလဲ။နော်။ဟိုဘာလို့ရှုံးရမှာလဲဆိုတဲ့စိတ်ဓာတ်မျိုးနဲ့ကျွန်တော်ကစားနေရမျိုးမြင်ရတယ်ပေါ့နော်။ဆိုတော့ဒီအရာကိုထောက်ပြခြင်းတဲ့အခြေအနေမျိုးပါ။ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ပူကောင်းမှုတော့ လိုအပ်နေသေးတယ်ဆိုတဲ့အရာကိုပြောသွားတာဖြစ်ပါတယ်။ဆိုတော့နောက်ထပ်ကျွန်တော်တို့ပြောထားတဲ့အထက်မှာဆိုလို့ရှိရင်ဒီစပါးနဲ့ပေါ့နော်စပါးနဲ့ပြီးခဲ့တဲ့ကျွန်တော် Europa League Final မှာအဲကျွန်တော်တို့တွေ့ခဲ့တဲ့အချိန်တုန်းကပေါ့နော်တွေ့ခဲ့တဲ့အချိန်တုန်းကလည်းလက်ရှိအချိန်မှာဘာတွေကျွန်တော်တို့ပြောင်းလဲသွားတယ်ပေါ့နော်ပြားရေးလက်ရှိနေတာမှာဆိုလို့ရှိရင်ဘာတွေကျွန်တော်တို့ပြောင်းလဲနေပြီလို့ထင်တယ်ပေါ့နော်အသင်းမှာဆိုတော့အဲဒီပေါ့နော်သူကတော့ကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်တို့အသင်းမှာကစားသမားတွေရေကျွန်တော်တို့ဒီပေါ့နော် ဒီ characteristic တွေအများကြီးကျွန်တော်ပြောင်းလဲသွားတယ်เนาะလက်ရှိအနေအထားမှာဆိုလို့ရှိရင်ကျွန်တော်တို့အသင်းမှာဒီဘောနော characteristic တွေကျွန်တော်မတူတဲ့အဲဒီဘောနော character မတူတဲ့ကစားသမားတွေအများကြီးကျွန်တော်မှာရှိနေပြီဘောနော်ဒါဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့မှာအဲဒီပေါ့နော်အာဒီပြီးခဲ့တဲ့ယာစီကကျွန်တော်ဒီ Europa League Final မှာကစားခဲ့တဲ့ကစားသမားအများစုလည်းအသင်းမှာရှိနေသေးတယ်ပေါ့နော်ဆိုတော့လက်ရှိနေသားမှာဆိုလို့ရှိရင်ကျွန်တော်တို့ကပိုကောင်းတဲ့အသင်းတစ်သင်းကျွန်တော်ဖြစ်တယ်ပေါ့နော်ဒီတော့ကြောင့်မလို့ကျွန်တော်တို့ပို ကောင်းတဲ့ကစားဟန်ကိုကျွန်တော်တို့ကစားဖို့ကစားသွားမယ်ပေါ့နော်ကစားသွားမယ်ဆိုတော့ဒီပွဲကိုကျွန်တော်တို့ပို့ပြီးတော့နားလည်ဖို့အတွက်ကြိုးစားသွားမယ်ဆိုပြီးတော့ကျွန်တော်ပြောထားပါတယ်ထပ်ပြီးတော့ကျွန်တော်တို့ဒီ ကျွန်တော်တို့ရဲ့ boss ကမထပ်ပြန်တာလင်းဆိုတော့အဲကျွန်တော်တို့အနေနဲ့ဒီလက်ရှိအချိန်မှာဆိုလို့ရှိရင်ပို့ပြီးတော့ကျွန်တော်တို့ confident ပို့ပြီးတော့ရှိနေတယ်လက်ရှိအနေအထားမှာဆိုလို့ရှိရင်ကျွန်တော်တို့အဲဒီဘောနော်ဒီဥရောပမှာဆိုလို့ရှိရင်ဘောနော်အဲ့ဒီအဲ့ဒီအချိန်တွေတုန်းကဘောနော်အဲ့ဒီအချိန်တွေတုန်းကဆိုလို့ရှိရင်ကျွန်တော်တို့ကဥရောပမှာတကယ်ကိုကျွန်တော်တို့အချိန်တွေကောင်းဖြစ်နေပြီးတော့ဒီဘောနော်ကျွန်တော်တို့ final ကိုလောက confident ရှိရှိနဲ့တက်ရောက်ခဲ့တဲ့အချိန်တွေမျိုးကျွန်တော်ဖြစ်တယ်ပေါ့ဒါပေမဲ့အဲ့ခိုက်တဲ့မှာဆိုလို့ရှိရင်အဲဒီဘောနော်ဟိုဘယ်လိုပြောရမလဲကျွန်တော်တို့မှာအဲဒီလက်ရှိရှိနေတဲ့ ယုံကြည်မှုမျိုးမဟုတ်ဖ ೇನೆ မတူညီတဲ့ကြောင့်ယုံကြည်မှုမျိုးနဲ့ define တဲ့ကိုကျွန်တော်တို့တက်ရောက်လာခဲ့တဲ့အခြေအနေမျိုးပေါ့နော်ဆိုတော့ဒီပေါ့နော်အာဒီအာဒီတကယ်ကျွန်တော်ဒီ Yoruba League file ကိုကျွန်တော်တို့ကစားခဲ့ကြတုန်းကဆိုလို့ရှိရင်အဲဒီ spa back ကနေပြီးတော့ကျွန်တော်ဒီပေါ့နော် goal ကျွန်တော်တို့ရဲ့ goal back ကိုတစ်ချိန်သာတို့ကန်ခွင့်ရခဲ့တယ်အဲ့တစ်ချိန်နဲ့ကကျွန်တော် goal အဖြစ်ပြောင်းလဲပြီးတော့အဲ့တကူနဲ့ပဲနိုင်သွားတယ်ဆိုတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်ခဲ့တယ်ပေါ့ဒါပေမဲ့ကျွန်တော်အနေနဲ့အဲ့ပွဲမှာတော့က ကျွန်တော်ဟိုဒီပေါ့နော်ခန်းစားခဲ့ရတဲ့အဲဒီကျွန်တော်မျှော်လင့်ထားတဲ့အချက်ကတော့ဒီလိုပုံစံမျိုးဒီလိုဂိမ်းမျိုးမဟုတ်ဘူးပေါ့နော်ဒါပေမဲ့အာကျွန်တော်တို့အနေနဲ့ဒီပိုကောင်းအောင်ကျွန်တော်ကစားနိုင်ခဲ့တဲ့အဲကန်တရားကတော့ကျွန်တော်တို့ဘက်မှာမရှိခဲ့ဘူးဆိုပြီးတော့ပြောသွားတာဖြစ်ပါတယ်ဆိုတော့ အဲဒါကကျွန်တော်တို့ဒီပြီးခဲ့တဲ့ Europa League Final မှာအဲဒီဖြစ်ခဲ့တဲ့အရာကိုသူပြန်ပြီးတော့ကျွန်တော်ပြောထားတဲ့အခြေအနေမျိုးပေါ့လေဆိုတော့လက်ရှိအခြေအနေမှာတော့ကျွန်တော်တို့မှာကစားသမားအပြောင်းလဲရေးလည်းကျွန်တော်အများကြီးရှိထားပြီပေါ့နော်ဆိုတော့ဒါသိပြီးတော့ကျွန်တော်တို့ထူးခြားတဲ့အရာမျိုးတော့မဟုတ်ပါဘူးဆိုတော့အဲ့အဲ့တော့လည်းကျွန်တော်တို့ဒီပါလဲ Brandon Johnson လာနော် Brandon Johnson ရဲ့အလုံးတစ်လုံးနဲ့ကျွန်တော်တို့အဲဒီ Europa League ကိုကျွန်တော်လက်လွတ်လိုက်ရတယ်အဲဒီဥရောပဝင်ဝင်ကျွန်တော် မရခဲ့ဘူးပေါ့လေဆက်ဆံကလည်းကျွန်တော်ရာသီတင်းသွားတယ်တော့စပါတော့ကျွန်တော်ချန်ပီယံလိဝင်ဝင်ရတယ်ချန်ပီယံလိလည်းခုလက်ရှိ ခံနေရပေါ့လေဆိုတော့ချန်ပီယံလိဝင်ခွင့်ရတာမရတာကတော့ကျွန်တော်တို့ကဒီပေါ့နော်ဟို မကောင်းတဲ့အချက်ဆိုလို့ရှိရင်တော့ချန်ပီယံလိဝင်ခွင့်ရတာဒီကျွန်တော်ပွဲတွေပန်းတယ်ပွဲအများကြီးကစားရတယ်စားသမားတွေတန်ရန်ရတယ်ပေါ့နော်ဆိုတော့အခုဝင်ခွင့်မရအောင်ဆိုတော့ကျွန်တော်တပတ်ကိုတပွဲပဲကစားရတယ်လုံးဝအေးအေးလူလူပဲပေါ့နော်ဆိုတော့အေးအေးမပြောက်ဘူးပေါ့ဗျာနော်နော်အေးအေးမပြောက်လုပ်ပြီးနေရနော်ကိုရီယူနိုက်တက်ကလားဆိုတော့နောက်ထပ်သူပါပြောထားလဲဆိုတော့ကျွန်တော်ဒီပေါ့နော်ဒီလိုမျိုးကျွန်တော်ပွဲတွေကစားတာနည်းတဲ့အပေါ်မှာကျွန်တော် injury နဲ့ပတ်သက်ပြီးတော့ လက်ရှိအချိန်မှာဘယ်လောက်ထိအဲ short ကြထားနိုင်တယ်လဲဘယ်လောက်ထိကျွန်တော်တို့အသင်းမှာပြောင်းလဲမှုတွေအဲဒီပေါ့နော်ကျွန်တော်ရှိနေတယ်လဲပေါ့နော်ဒါတွေကိုကျွန်တော်မေးထားခဲ့မှာသလို့ရှိရင်အဲဒါကတော့ကျွန်တော်တို့တိတ်ပြီးတော့ပြောင်းလဲမှုတော့မရှိဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကတပတ်ကိုတပွဲပဲကစားရတာဖြစ်တယ်ပေါ့နော်တပွဲပဲကစားရတာဖြစ်တယ်ဆိုတော့ဒီပေါ့နော်လက်ရှိအနေထားမှာဆိုလို့ရှိရင်ကျွန်တော်တို့ကကန်ကောင်းနေရာလေးလဲပါတပွဲပဲကစားရလဲဖြစ်တယ်လို့အဲကန်ကောင်းနေတဲ့အချက်ကလေးတွေကျွန်တော်ရှိတယ်ပေါ့နော် Amazon အဲ့တဘောကြာသေးတယ်ဟိုဟို ပွဲပွဲနိုင်တယ်ငါတို့အရင်ကောင်းတယ်ငါတို့ကအကောင်းဆုံးအသင်းပဲဆိုပြီးတော့နိုင်တာမျိုးမဟုတ်ဖယ်နေကျွန်တော်တို့ကကန်ကောင်းငယ်နဲ့ခိုက်တက်နေလဲရှိရဲဆိုတဲ့ဟာမျိုးကိုအများနဲ့ကျွန်တော်တို့ပြောလို့ရှိရဲလီဗာပူးနဲ့ပွဲဆိုအမှန်တမ်းပြောကျွန်တော်တို့ကန်ကောင်းလာသေးလားဒီအဲ့လီဗာပူးနဲ့ပွဲအနည်းဆုံးကျွန်တော်တို့ဒီအမြင့်ဆုံးကျွန်တော်တို့ကတည်ရလောက်ပဲရရှာအာပြောရမှာဆိုလို့ရှိရင်ရခဲ့တဲ့အခြေအနေမျိုးပေါ့နော်ကျွန်တော်တို့တော်တော်လေးကန်ကောင်းခဲ့တယ်လို့ပြောရမှာအဲ့လိုပုံစံမျိုးပေါ့နော်ဆိုတော့ခါလီမှာဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ဒီ အဲကျွန်တော်တို့မှကစားသမားတွေကဒီထိခိုက်ဒဏ်ရာရတာတွေเนาะ injury တွေနဲ့ရှိလေရှိရပေါ့เนาะအဲ့လိုပုံစံမျိုးကြီးကျွန်တော်တို့ပြီးခဲ့တဲ့ရာသီတုန်းကကျွန်တော်တို့ဖြစ်လေရှိရလက်ရှိအချိန်ဒီမှာတော့ကျွန်တော်တို့ကတပတ်ကိုတပွဲဆိုတော့အဲ့လိုမျိုး injury နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တော်တော်လေးရှောင်နိုင်သွားတယ်ပေါ့เนาะအဲဒီဒီဒီလိုမျိုးကျွန်တော်တို့ဒီ injury တွေဒီလိုမျိုးခဏတိုင်းချက်ရောဖြစ်တဲ့အချိန်အချိန်မျိုးမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဘာနော် training session တွေဆင်းတဲ့အခါတိုင်းမှာဆိုလို့ရှိရင်လည်းနောက်တဲ့ training session ဆိုလို့ရှိရင်ဘယ်ကစားသမားကဘာဖြစ်မယ် man ကိုကျွန်တော်တို့သိချာ လုံးဝကျွန်တော်ခံမှန်းလို့မရတဲ့အခြေအနေပဲပေါ့နော်ဆိုတော့လက်ရှိအခြေအနေမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီတပတ်ကိုတပွဲပဲကစားရတယ်ဆိုတော့ဒီတော့ကြောင့်လို့ကစားသမားတွေကိုကျွန်တော်တို့အဲဒီပေါ့နော်ဟိုဒဏ်ရာနိုင်တဲ့ကစားသမားတွေဆိုလို့ရှိရင်သူတို့ကိုကျွန်တော်တို့နားရက်ပို့ပြီးတော့ကျွန်တော်ပေးနိုင်လာတယ်ပေါ့နော်ဒီလက်ရှိကျွန်တော်တို့ဒီတပတ်ကိုတပွဲပဲကစားရတဲ့အခြေအနေချန်ပီယံလိကိုကျွန်တော်ဝင်ဝင်မရခဲ့တဲ့အခြေအနေကကျွန်တော် injury risk တွေကိုအများကြီးကျွန်တော် short ချနိုင်သွားတယ်ဆိုပြီးတော့အဲပြောသွားတာဖြစ်ပါတယ်ဆိုတော့ဒါကြီးကကျွန်တော်အဲရှေ့မှာကျွန်တော်ပြောခဲ့သေးတယ်ပေါ့နော်ကျွန်တော် တော်တို့ဒီပေါ့နော်ဒီဥရောပဝင်ခွင့်ကိုဆုံးရှုံးနိုင်ရတဲ့အနေအထားမှာဆိုလို့ရှိရင်ကျွန်တော်တို့အဲဆိုးတဲ့အချက်ပေါ့နော်ဆိုးတဲ့အချက်ကတော့အဲ့လိုမျိုးကျွန်တော်တို့ဒီဥရောပဝင်ခွင့်မကစားဘူးအသင်းဝင်ဝင်နေကြာဆင်းနေဆိုတော့ပြီးတော့ကျွန်တော်တို့ဒီစပွန်ဆာဒီတွေကျွန်တော်ယော့တယ်ပေါ့နော်အသင်းနဲ့ပတ်သက်ပြီးကျွန်တော်ထိခိုက်တာညအများကြီးပါဒါပေမဲ့အဲဒီကစားသမားတွေနီးပြရင်အတွက်ကျွန်တော်တော်တော်ကြီးကောင်းသွားတယ်ပေါ့နော် ာလို့ဆိုတော့တို့အဲဒီဘာနော်ဟိုနီးစနစ်အစ်စ်လဲကျွန်တော်ဖြစ်နေရဆိုတော့နီးစနစ်အစ်စ်ကိုကျွန်တော်ရိုက်သွင်းတဲ့နေရာမှာတပတ်တပွင်းနဲ့လုံးဝ training session ကိုအပြည့်အဝကျွန်တော်တို့ drills များများနဲ့ဆင်းနိုင်တယ်နော်ဆိုတော့အဲဒီ injury risk ရှိတဲ့ကစားသမားတွေဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီတကယ်ကျွန်တော်ဒီရက်ပိုတွေနော်ပိတ်ရက်တွေကျွန်တော်ပေးနိုင်တယ်ဆိုတော့ဒီလိုပုံစံမျိုးကျွန်တော်ရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဂျားထဲမှာဥရောပပွဲရှိနေရဆိုလို့ရှိရင်အဲ့လိုပုံစံကျွန်တော်တို့မဖြစ်ဘူးပေါ့နော်ဆိုတော့အဲကစားသမားတွေကကျွန်တော်တို့ဒီပွဲဟို weekend မှာပွဲကစားတယ်အဲပြီးတော့ဂျားရက်ထဲမှာကျွန်တော် training ကို ဘူးကနေဘက်ကနေဆင်းပြီးတော့ကျွန်တော်တို့ဒီနောက်ထပ်ဂျာရက်ထဲမှာဥရောပပွဲကန်ရတယ်နောက်ထပ်ကျွန်တော်တို့ဒီတရက်လောက်နား training ဆင်းဆင်းပြီးတော့နောက်တရက်လောက်နားပြီးတော့ကျွန်တော်တို့ဒီချက်ချင်းပွဲကန်ရတယ်အဲ့လိုပုံစံမျိုးကြီးကျွန်တော်ဖြစ်နေတာဆိုတော့အဲဒီလက်ရှိကျွန်တော်တို့ဒီနီးစနစ်အသစ်နီးပြအသစ်ဆိုတဲ့အခြေအနေမျိုးမှာကကျွန်တော်တို့ကတပတ်ပွဲကမနိုင်ပြောရင်တော့အကောင်းဆုံးပဲပေါ့နော်ကိုရီတင်းကပြီးခဲ့တဲ့ဒီနှစ်နှစ်လောက်ကတော့ injury တွေနဲ့တိုင်ပတ်နေတယ်ဆိုတာအားလုံးသိပဲဗျာဆိုတော့ လက်ရှိကျွန်တော်တို့ဒီ injury တွေကိုတော့တော်တော်လေးကျွန်တော်ရှောင်နိုင်သွားပြီလို့ကျွန်တော်ပြောလို့ရမယ်။ကစားသမားတွေလည်းပို့ပြီးတော့ကျွန်တော် fit ဖြစ်လာတယ်။မေဆမောင်းလို့ကစားသမားတော်မှအဲဒီကတော့တော်တော်လေးကျွန်တော် fit ဖြစ်တာကိုမြင်ရတယ်ပေါ့နော်။ဒီရာသီကျွန်တော် United ကိုကျွန်တော်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော်တော်များများကကျွန်တော်တို့ဒီ fitness level ကတော်တော်ကောင်းနေတဲ့အခြေအနေမျိုးကိုကျွန်တော်ပြောလို့ရပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ Ronaldo ပြောထားတဲ့အဲဒီပေါ့နော်ဒီ PS Morgan နဲ့ကျွန်တော် interview ကကျွန်တော်အကြောင်းအရာတွေကိုဒီ Emery ကျွန်တော်ပြန်ပြောထားတဲ့ခြေနေမျိုးပါ channel list ကလည်းကျွန်တော်မေးထားတာပေါ့နော်ဆိုတော့ ဒီအမရီပြောတဲ့အထဲမှာဆိုလို့ရှိရင်ရော်နယ်ဒိုရဲ့ကျွန်တော်စကားတန်ဆိုတာကဘလိုနည်းနဲ့ပဲဖြစ်ဖြစ်ဒီပေါ့နော်ဒီ impact တခုကျွန်တော်ရှိတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်တယ်တကယ်ကြီးမားတဲ့ impact ကိုကျွန်တော်ပေးနိုင်တဲ့အဲဒီပေါ့နော်ကျွန်တော်ဒီတယောက်ကျွန်တော်ဖြစ်တယ်ပေါ့နော်ဆိုတော့ club ရဲ့ကျွန်တော် legend လည်းကျွန်တော်ဖြစ်တယ်ဆိုတော့ဒီတော့ကြောင့်မို့သူ့ရဲ့စကားဆိုတာကအရင်ကျွန်တော် impact ရှိတယ်ပေါ့နော်ဒါပေမဲ့လည်းပဲကျွန်တော်အနေနဲ့ဒီအနာဂတ်ကိုပဲကျွန်တော်တို့အိုးဦးစားပေးပြီးတော့ကျွန်တော်တို့လှုပ်ဆောင်มาရမယ်ရှေ့ကိုပဲကျွန်တော်ကြည့်ရမယ်နောက်ကိုကျွန်တော်ပြန်ကြည့်နေလို့မရဘူး ဆိုတဲ့အရာမျိုးကိုသူပြောသွားတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်လက်ရှိအနေထားမှာဆိုလို့ရှိရင်ကျွန်တော်တို့ club တစ်ခုအနေနဲ့ကျွန်တော်တို့ဒီအတိတ်ဘုံကကျွန်တော်အမားတွေလုံခဲ့ကြတယ်ဆိုတော့လက်ရှိအချိန်ထားမှာကျွန်တော်တို့ဒါတွေကိုပြန်လဲပြင်ဆင်ဖို့အတွက်ပြန်လဲပြောင်းလဲဖို့အတွက်ဂျိုးပန်းနေတယ်ဆိုတော့ကျွန်တော်တို့အခုလက်ရှိတဲ့ကျွန်တော်တို့ဒါတွေကျွန်တော်တို့လုပ်နေတယ်เนาะအနာအနာကက်မှာလည်းကျွန်တော်တို့လုပ်သွားဖို့ကျွန်တော်ရှိတယ်ဆိုပြီးတော့ amring ကကျွန်တော်တို့ပြန်ပြီးတော့ real လောက်ထားပါတယ်ဆိုတော့ amring ပြောတဲ့အထဲမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီဒီ ronaldo ပြောတဲ့စကားကတကယ်ကျွန်တော် impact ရှိတယ်ဆိုတဲ့အရာကို သူကိုယ်တိုင်လည်းကျွန်တော်တို့ဒီထုတ်ပြောသွားတယ်ပေါ့နော်ဆိုတော့လက်ရှိကျွန်တော်တို့ဒီအသင်းမှာဆိုလို့ရှိရင်လည်းဘယ်လိုလိုကြောင့်ကျွန်တော်တို့ဒီအပြောင်းလဲဆိုတဲ့အရာကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် calendar မှာเนาะ calendar ကိုကျွန်တော်ကြည့်လို့ရပါတယ်ဆိုတော့ calendar ကျွန်တော်အစ်စ်ဖြစ်လာဆိုတာက Ronaldo ကြောင်းလို့လည်းကျွန်တော်ပါပါတယ်ဆိုတော့ Ronaldo ကိုယ်တိုင် interview မှာဒီဘာလဲကျွန်တော် training ground service တွေနဲ့ပတ်သက်ပြီးတော့ဝေဝေဖန်ခဲ့တာမျိုးကျွန်တော်ရှိတယ်အဲ့နောက်ပိုင်းမှာကျွန်တော်တို့ဒီ sergeant တို့ဘက်ကနေပြီးတော့ပထမဦးဆုံးကျွန်တော်အသင်းရဲ့ကျွန်တော်အပြောင်းလဲအနေနဲ့ဒီဘာလဲ calendar အစ်စ်ကိုကျွန်တော်တို့ တိဆောက်လိုက်တဲ့အခြေအနေမျိုးကြောင့်မြင်ရဆိုတော့ဒီတစ်ကြောင်လို့ဒါဘရိုနာဒိုရဲ့ interview ကြောင့်လို့လည်းကျွန်တော်တို့ပြောလို့ရဖြစ်ပါတယ်ဆိုတော့နောက်ထပ်ကျွန်တော်ပြောထားတဲ့အခါမှာဆိုလို့ရှိရင်ဒီအသင်းရဲ့ကျွန်တော်တို့ဒီဘာလို့ clean sheet တွေနေပါမှုအကြောင်းပေါ့နော်နေပါမှုပြဿနာအကြောင်းကိုကျွန်တော်ပြောထားတာဆိုတော့အဲဒါကတော့ကျွန်တော်တကယ်ပြဿနာတစ်ခုကျွန်တော်ဖြစ်တဲ့သူတစ်ပြင်းကျွန်တော်တို့မှာဆိုလို့ရှိရင်လက်ရှိအနေထားပေါ့နော်လက်ရှိအနေထားကျွန်တော်တို့ဒီ Premier League ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဒီဘာလို့ အတင်းတင်းကကျွန်တော်တို့ဒီပေါ်တော့ပွဲရီတောက်လျှောက်ကျွန်တော်တို့နိုင်နေပြီဆိုလို့ရှိရင်အဲ့အတင်းတင်းကကျွန်တော်တို့ကိုးရီအများကြီးပေးရလိမ့်မရှိဘူးပေါ့နော်ဆိုတော့ဒီတကြောင်မလို့ကျွန်တော်တို့မှာအဲကျွန်တော်တို့မှာဒီပေါ်တော့ကျွန်တော်တို့ဒီကိုးရီခွင့်မပြုရဘူးအတွက်ကိုတေချာကျွန်တော်တို့ပြင်ဆင်သွားဖို့ကျွန်တော်ရှိတယ်ဆိုတော့ဒီတကြောင်မလို့ကျွန်တော်တို့မှာဒီခံစင်ပိုင်းပြောမှာခံစင်ပိုင်းပေါ့နော်ကိုးရီခွင့်မပြုရဘူးနဲ့ပတ်သက်ပြီးတော့တော်တော်ကိုကျွန်တော်တို့တိုးတက်ဖို့အတွက်လုံနေသေးတယ်ဆိုပြီးတော့ကျွန်တော်ပြောသွားတယ်ပေါ့နော်ဆိုတော့ဒီအချက်ကတော်တော်လေးကျွန်တော်အရေးပါတယ်ပေါ့နော်လက်ရှိကျွန်တော်အနေထားမှာဆိုလို့ရှိရင်ကျွန်တော်တို့ခံစစ်တီမှာမှာ ဒီကျွန်တော်ရှေ့မှာလည်းအများနဲ့ပြောရပါတော့ဒီဂိုးတွေခွင်းပြုရတယ်ဆိုတဲ့အနေအထားမှာကျွန်တော်ခံစစ်တွေဂိုးသမားတွေပဲကျွန်တော်ပြောနေလို့မရဆိုတော့နော်ကျွန်တော်ဘောလုံးအသင်းတသင်းဆိုတာကဗျာကျွန်တော်တို့က17ယောက်ကစားတာ17ယောက်ဆိုတာကကျွန်တော်ဂိုးသမားပါတယ်နောက်တန်းပါတယ်နောက်ပြီးလို့ရှိရင်ကျွန်တော်ဒီကွင်းလယ်ပါတယ်နောက်တောင်ပံတွေပါတယ်တိုက်စစ်တွေပါတယ်နောက်နံပါတ်တန်းတွေပါတယ်ဒီလိုပုံစံမျိုးတွေကျွန်တော်ဖွဲ့စည်းထားတာအကုန်လုံးကကျွန်တော်တို့ခံစစ်ဆိုလဲအကုန်လုံးမှာကျွန်တော်တို့တောင်းရင်ရှိသလိုတိုက်စစ်ဆိုလဲအကုန်လုံးမှာ တာဝန်ရှိတယ်ပေါ့နော်ဆိုတော့အားလုံးကကျွန်တော်တို့ဒီဒီပေါ့နော်ကျွန်တော်တို့ဒီတွင်ကိုတွေပေါ်မှာကျွန်တော်တာဝန်ရှိတယ်ပေါ့နော်ကိုကသွင်းမယ်ဆိုလဲတာဝန်ရှိတယ်သူများကသွင်းမယ်ဆိုလဲကျွန်တော်တို့တာဝန်ရှိတယ်ဆိုတော့လက်ရှိကျွန်တော်တို့ဒီအထူးသဖြင့်ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်တော့ကွင်းလေအားနေမှုပေါ့နော်ကွင်းလေအားနေမှုဘိုင်းနေရာတော်တော်လေးကျွန်တော်တို့ဒီဟိုဆိုးတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ပြီးခဲ့တဲ့ Nordian Forest နဲ့ပွဲဆိုလို့ရှိရင်တော့ကျွန်တော်တို့က connection မမိတာ connection မမိတဲ့အချိန်မျိုးမှာလောကအငိုက်အငိုက်မိသွားပါเนาะအဲ့လိုအချိန်မျိုးမှာကျွန်တော်ဂိုးတွေဖွင့်ပြလိုက်ရတာ တော့ဒီနေသားမှာတော့ကျွန်တော်တို့ cancel ပိုင်းမှာတော့ကျွန်တော်တို့ဒီတက်ပို့ပြီးတော့ကျွန်တော်တို့ချစ်လက်ဖို့တော့လိုအပ်နေသေးတယ်။ဆိုတော့ clean sheet တွေကျွန်တော်တို့လက်ရှိနေသားမှာဆိုလို့ရှိရင်ဒီတရားလေးလုံးမှာမှာကျွန်တော်ထင်တော့စန္ဒလန်းနဲ့တပွဲပဲကျွန်တော် clean sheet ရသေးတယ်။ကျွန်တော် channel ပွဲတွေအကုန်လုံးလုံးဝကျွန်တော်ကိုးတွေပေးထားတယ်ဆိုတဲ့အချက်ကတကယ်တကယ်တမ်းကျွန်တော်ပြောကြည့်ရမှာဆိုလို့ရှိရင်လက်ရှိကျွန်တော် United အခြေအနေနဲ့ဆိုလို့ရှိရင်တော်တော်အခြေအနေဆိုးပါတယ်။ဆိုတော့ဒီအပိုင်းနေမှာ Emery ကတော့ပို့ပြီးတော့ တို့တက်ဖို့လိုနေသေးတယ်ဆိုပြီးတော့ထောက်ပြသွားတဲ့အခြေအနေမျိုးဖြစ်ပါတယ်ဆိုတော့နှစ်ချုပ်ကြည့်မယ်ဆိုလို့ရှိရင် Amrin နေနဲ့အသင်းမှာကျွန်တော်တို့တက်ဖို့လိုနေတဲ့အရာတွေထဲမှာကျွန်တော် defense line တွေပို့ပြီးတော့ကျွန်တော်တို့တက်ဖို့ လိုနေသေးတယ်ဆိုတဲ့အရာကြီးပြောထားတယ်ပြီးတော့ကျွန်တော်တို့ဒီအဲဒီပွဲတိုင်းကိုကျွန်တော်တို့နိုင်မှုဆိုလို့ရှိရင်ဒီဘောနော်ကျွန်တော်ပို့ပြီးတော့ကောင်းမှန်ရမယ်ဆိုတဲ့အရာမျိုးကြီးသူပြောသွားတယ်ဒါပေမဲ့ကျွန်တော်တို့ဒီဘောနော်ရဲ့စကားတန်တွေပေါ်မှာသူပြန်ပြီးတော့ react လုပ်သွားတာတွေကိုကျွန်တော်တွေးခဲ့ရတာဖြစ်ပါတယ်ဆိုတော့ဒါကတော့ကျွန်တော်တို့ဒီ American Smart နဲ့ပွဲစဉ်တော့ press conference မှာပြောကြားခဲ့တဲ့စကားတွေဖြစ်ပါတယ်ဆိုတော့ brother တို့ရောဒီစကားတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြလဲ comment မှာဝင်ရအောင်ဆွေးနွေးပေးသားလို့ရပါတယ်ဆိုတော့ video ကတော်တော်ရှည်သွားတယ်ကြည့်ရှု update ညီကိုများအားလုံးကျေးဇူးများတင်ပါတယ် channel ကို subscribe မသိသေးလို့ရှိရင် subscribe လေးလုပ်ပေးထားကြပါဦးအားလုံးကို request လုပ်ပါတယ်ကျွန်တော်နောက်ထပ် video မှာတွေ့ပါမယ်အားလုံးကျေးဇူးပါခင်ဗျာ